ားလုံးပဲမင်္ဂလာပါရေဘော်ရေဒီ channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့က26ရက်7/25ပေါ့เนาะအဲတော့ကျွန်တော်ခီးသွားလိုက်တာလည်း3ရက်လောက်တော့ကြာသွားတယ်ပေါ့အဲကျွန်တော်မိတ်ဆွေတွေလည်းကျွန်တော်တက်ဆက်မှုစောင့်မျှော်နေမယ်ဆိုတာယုံကြည်ပါတယ်အဲမိုက်တီကလည်းပြောကြပါတယ်တို့တို့များเนาะကျွန်တော်အစီအစဉ်တွေကိုစောင့်မျှော်နေတယ်ဆိုတဲ့အကြောင်းနောက်တစ်ခုကတောက်လျှောက်ပဲကျွန်တော်ရဲ့လန်ခီအတွက် ဆူတောင်းပေးတဲ့မိတ်ဆွေတွေပေါ့နော်ဆူတောင်းပေးတဲ့မိတ်ဆွေတွေရောဆူတောင်းဖို့ဆူတောင်းပေးဖို့မိနေတဲ့မိတ်ဆွေရောအကုန်လုံးပေါ့ဗျာနော်ကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်ခီလန်ကတော့အားလုံးအဆင်ပြေချုံးမှုခဲ့တယ်ပေါ့နော်ဒါပေမဲ့အနေနဲ့ပင်ပန်းနဲ့အရေးပြတ်တာပေါ့နော်အရေးပြတ်တော့နည်းနည်းပင်ပန်းနဲ့အားကြောင့်မနေ့ကတော့ကျွန်တော်မနေ့ကပြန်ရောက်တဲ့အချိန်မှာတင်ဆက်ဖို့ကျွန်တော်စူးစမ်းကြည့်တယ်လူကတအားနှုံးနေအိတ်ကလည်းအိတ်ချင်တော့နော်အဲ့ဒါနဲ့အိတ်လိုက်ရတယ်ပေါ့နော်အခုမှပြန်ပြီးတော့မှ အစီအစဉ်ကိုပြန်စနိုင်တာပေါ့နော်အဲ့တော့ကျေးဇူးများတင်ပါတယ်ကျွန်တော်မိတ်ဆွေနော်အဲ့တော့ဒီနေ့တော့ကျွန်တော်တင်ဆက်ချင်တဲ့အကြောင်းအရာက trend နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီမြန်မာအရေးနဲ့ပတ်သက်ပြီးကျွန်တော်ပုံစံဘက်ကိုဖောက်ထွက်ပြီးစဉ်းစားမယ်အချက်တွေတွေ့တွေ့လာတယ် trend နဲ့ပတ်သက်ပြီးလို့ပေါ့နော်အဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုအရင်ဖွင့်ပြပါမယ် ါတော့အဲ့ဒီမြင်ဝင်မှုခင်ဗျားတို့ကြည့်လိုက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှားကွမ်လမ်ပေါ်မှာရှိနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုရောက်ရှိလာတဲ့အခြေအနေပေါ့နော်အဲ့ဒီမှာသူ့ရဲ့ပုံစံကဖောက်ထွက်နေတယ်နော်တခြားကျွန်တော်တို့ခြားကောင်းဆောင်နေဒါရာနဲ့မတူဘူးပေါ့နော်သူ့ပုံစံကဖောက်ထွက်နေတယ်အဲ့တော့ခီးစဉ်ကလည်းပြောရလို့ရှိရင်ဒါအရေးကြီးတဲ့ခီးစဉ်ပေါ့ရိုးရိုးခီးစဉ်မဟုတ်ဘူးနော်ဒါသူ့ရဲ့ဒု သမရတတ်တယ်မှာအာရှကိုပထမဆုံးအကြိမ်ရောက်ရှိတဲ့ခီးစဉ်ပေါ့နော်အဲ့တော့ဒီခီးစဉ်ရဲ့ရွေချက်ကအမျိုးကိုရီးယားတို့တရုတ်တို့နော်ကမ္ဘာကုန်သွယ်ရေးစားတဲ့ကြီးမားတဲ့ကိစ္စရပ်တွေအပြင်ထိုင်း၊ကမ္ဘောဒီးယားရဲ့အပြည့်အပြည့်ခက်ရက်စဲကြီးကိုဒါတက်တည်အဖြစ်ဝင်ပါဖို့ရှိနေတယ်ပေါ့နော်အဲ့တော့ဒီကိစ္စတွေတွေ့လာတာမြန်မာအရေးနဲ့ပါဆိုင်လေလို့ကျွန်တော်တို့စဉ်းစားကြရရှိပါတယ်အဲ့တော့ပြောချင်တာကထရန့်ကစစ်ပွဲတွေကိုပရီပခတ်ဖြစ်ရှင်ပေါ့နော် conflict resolution ဆိုတဲ့ deal တခုပေါ့နော် ideal ပုံစံမျိုးနဲ့သူကရှုမြင်ပြီးတော့မှကိုယ့်ရဲ့အကျိုးစီးပွားနဲ့ချိတ်ဆက်လုပ်ကိုင်တဲ့သူတယောက်ဆိုတာကျွန်တော်တဖြည်းဖြည်းနဲ့တွေ့လာရတယ်ပေါ့နော်ဒါပါလဲဆိုတော့သူ့ရဲ့ transitional politics ပေါ့နော်အဲ့တော့ကျွန်တော်အမှတ်တိုင်းဝင်ခံရလို့ရှိရင်ဒီလူကြီးကိုကျွန်တော်အစာပိုင်းမှာအရင်တော့ပေါ့နော်တိတ်သဘောမကျခဲ့ဘူးနဲသဘောမကျဘူးပြောနော်သူ့ရဲ့စကားပြောဟန်နိုင်ငံရေးချင်းကပုံတွေကကျွန်တော်တို့ပုံမှန်သွားနေတဲ့ normal ပေါ့နော်ရိုးရနိုင်ငံရေးပုံစံနဲ့တော်တော်လေးကွဲနေတာတွေ့ရတယ်နော် ဒါပေမဲ့အခုချိန်မှာကျွန်တော်သူ့ကိုမြင်လာတာကဒီလူကြီးဟာကဘာကြီးကိုကြောင်းလဲဖို့ရောက်လာတဲ့ကောင်းဆောင်တူလားဆိုပြီးတော့ကျွန်တော်အဲ့လိုအထိတဖြည်းဖြည်းနဲ့မြင်လာရတယ်ပေါ့နော်အဲ့တော့သူ့ရဲ့မူဝါဒတွေကရှုပ်ထွေးပြီးကျွန်တော်တို့မှန်းဆရခက်ပင်ပဲသူဟာစစ်ပွဲတွေကိုအဆုံးသတ်ဖို့အမေရိကန်ရဲ့မလူလားအပ်တဲ့ကုန်ကျစရိတ်တွေကိုဒါဖျက်တောက်ဖယ်ရှားပစ်ဖို့ရဲရဲတင်းတင်းလုံခြုံနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အနုနီးနဲ့ရောအကြမ်းနီးနဲ့ရောပေါင်းဆက်ထားတဲ့ခုနကျွန်တော်ပြောတဲ့ transitional politics ပေါ့နော် တော့နိုင်ငံရေးအကြောင်းတစ်ခုပေါ့ဗျာနော်အဲ့လိုပုံစံမျိုးသွားတွေ့ရတယ်ပေါ့ဗျာအော်ဒီနေ့ကျွန်တော်ဆွေးနွေးမှာကအဲ့လိုကဘာကြီးကိုရိုးရာနီလန်ထက်သူက reset ပေါ့နော်ရလတ်နဲ့အမြန်ဆုံး game ပေါ့ဗျာနော်ဒါတွေကိုအဓိကထားတဲ့ trend လို့ခေါင်းဆောင်တယောက်ရဲ့အာယုံကိုကျွန်တော်တို့မြန်မာဒေါ်လာကြီးကဘယ်လိုဆွဲဆောင်ပြီးတော့မှပုံစံကွက်ကိုဖောက်ထွက်မဲ့ view ဟာတွေချမှတ်တဲ့လဲဆိုတာကိုကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ် ။လွန်ခဲ့တဲ့နှစ်1980ကအမေရိကန်သမ္မတတွေကဒီမိုကရေစီတန်ဖိုးလူ့ကွင်ရေးတန်ဖိုးစသဖြင့်ပေါ့နော်။ဒီလိုပုံစံကွက်တွေကြီးတဲ့ကနေပြီးတော့ပဲကမ္ဘာကြီးကိုသူတို့တွေအုပ်ချုပ်ခဲ့ကြတယ်။ဒါပေမဲ့ထရန့်ရဲ့နိုင်ငံရေးတည်ထနာကသူတို့နဲ့ပြောင်းပြန်ဖြစ်နေတယ်ဆိုတာကျွန်တော်တို့တဖြည်းဖြည်းတွေ့မြင်လာရတယ်။သူကကုန်ကျစရိတ်တွေကိုဖြတ်တောက်သူ cost cutter ပေါ့နော်။နောက်တစ်ခါအမြဲတမ်းနိုင်ကျင်နေတဲ့သူနော်။အမြဲတမ်းနိုင်ကျင်နေတဲ့သူသူအဲ့လိုလူတယောက်ပြာနော်။အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့ တွေးထင်ထားသလိုပဲသုံးသက်သလိုပဲသူကကမ္ဘာငြိမ်းချမ်းရေးကိုတကယ်လိုလားသူဖြစ်နိုင်ပြီမဲ့အဲ့ဒီငြိမ်းချမ်းရေးကအမေရိကန်ကိုလည်းအကျိုးမြတ်ပြန်ရစေရမယ်ဆိုတဲ့အထိပ္ပယ်တွေလည်းပါဝင်နေသဘောတရားတွေလည်းပါဝင်နေဆိုတာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့မြမအရေးဟာဘာကြောင့်သူ့ရဲ့စပွဲပေါ်ကိုရောက်လာနိုင်တယ်လဲဆိုတဲ့အချက်တွေကိုကျွန်တော်အောက်မှာဆက်ပြောပါမယ်နော်ပထမတစ်ချက်ကတော့ဒီမူလင်တိုင်းနေနေမူရင်းစီပါကိစ္စ တရုတ်နယ်စပ်ဒီ online ငွေလင်ကိုင်းတွေကအမေရိကန်နိုင်ငံသားတွေကိုတိုက်ရိုက်တိုက်ခိုက်နေပြီးထိခိုက်နေပြီးမြန်မာကငွေစေဝါထုတ်လုပ်မှုကသူ့ရဲ့အမျိုးသားလုံခြုံရေးနဲ့မူဝါဒတွေကိုတိုက်ရိုက်ထိခိုက်နေတယ်ဆက်ဆက်နေတယ်ဆိုတာမျိုးကတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့တရုတ်ကို counter ပေါ့နော် counter China ပေါ့ဗျာအဲ့တော့ဒီ Indo-Pacific viewer မှာမြန်မာဟာတရုတ်ရဲ့ဩဇာရော့ချသွားစီမဲ့အချက်ချာချတဲ့နေရာတစ်ခုလေဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ Trump ဟာဒီကိစ္စကို မရောက်နိုင်ဘူးဖြုတ်ကြပြီဒီမိုကရေစီပြန်ရယူခြင်းလို့သူကဖြူမြင်မှာတော့မဟုတ်ဘူးအမေရိကန်ရဲ့နိုင်ငံဖြတ်ကျော်ပြစ်မှုတွေကိုအမြင့်ဖြတ်ခြင်းလို့အဲ့လိုပဲသူဖြူမြင်နေမယ်နိုင်ငံဖြတ်ကျော်ပြစ်မှုတွေဆိုတာအခုကျွန်တော်တို့ထိုင်းရနေပြီးတော့မှအမေရိကန်ကိုနိုင်ငံဖြတ်ကျော်တာမဟုတ်ဘူးเนาะထိုင်းရနေပြီးတော့ကျွန်တော်မြန်မာနိုင်ငံထဲကိုရောက်တဲ့နိုင်ငံဖြတ်ကျော်လာတဲ့ဖြတ်ကျော်ပြီးတော့မှအဲ့ဒီမှာအလုပ်တွေလုပ်ကြရဲတနိုင်တကဘာလုံးကိုဝိုင်းလိန်ကြတယ်တကဘာလုံးကိုလိန်ကြတယ်ဒါနိုင်ငံဖြတ်ကျော်မှုပြစ်မှုတွေပေါ့เนาะအဲ့လိုပဲ ထိုင်းနိုင်ငံမြန်မာနိုင်ငံတွေပြီးမှထိုင်းနိုင်ငံအတွင်းတို့ကမ်ဘောဒီးယားလာအိုစသဖြင့်အဲ့နိုင်ငံတွေကိုဘိန်းနေမွေးဆေးဝါးတွေစသဖြင့်ဒါတွေရောက်တယ်အဲ့တော့ဒီဟာတွေကိုဒီပြစ်မှုတွေကိုအမြင့်ဖြတ်ခြင်းလို့ပဲသူကရှုမြင်မဲ့သဘောရှိတယ်ဒါကြောင့် Trump ရဲ့အမြင်ကတော့ကျွန်တော်တို့မျှော်လင့်ထားသလိုအမေရိကန်နိုင်ငံဖြုတ်ချပြီးဒီမိုကရေစီပြန်ရယူခြင်းဆိုတဲ့ရှုထောင့်ကနေပြီးမှရှုမြင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒါကပုံစံကွက်နိုင်ငံရေးနဲ့လုံးဝကွဲပြားခြားနားနေတယ်ဆိုတာကိုကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်ဒီတော့ကျွန်တော် NUG တော်လိုင်းရေးဘက်တော်သားတွေအနေနဲ့အမေရိကန်အကူအညီကိုလိုချင်ရင်ငါတို့ကဒီမိုကရေစီလိုချင်လို့ပါဆိုတဲ့ရိုးရာတောင်းဆိုချက်ပေါ့နော်ဒါဟုတ်တော့ကျွန်တော်တို့ခဏမေ့ထားရမယ်လို့တော့ကျွန်တော်ကတော့ဒီနေရာမှာပြောချင်တယ်ဒါကျွန်တော်ကျွန်တော်ယူဆချက်ပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ကစိတ်ခွန်မှုတွေရှိနေအဲ့ဒါဘာလဲဆိုတော့ Trump ဟာ online ငွေလိမ်ပြဿနာကိုမြန်မြန်ဆန်ဆန်ဖြေရှင်းပေးနိုင်မဲ့သူဆိုလို့ရှိရင် main online နဲ့တော့လက်တွဲဖို့ဝင်လေးမှာမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့သတိချက်ဖို့လိုတယ်ဗျာ ဲ့ဒါတိတ်အရေးကြီးတယ်နော်အရန်ကိုအနေကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Trump က transitional politics အဲ့လိုလိုမျိုးပေါ့လို့အဲ့တော့ငွေလင်ကိုင်းတွေကိုဖြတ်စည်းပေးရင်မင်းကိုဆက်ပြီးတော့ပါအုပ်ချုပ်권ပေးမယ်ဆိုတော့ဒေမျိုးလုံနိုင်ပါတယ်။ဒါအတွန်လည်းကြီးတော့အဆိုးဆုံးအခြေအနေဖြစ်သွားမယ်။အေးမင်းတရားရမင်းတကယ်အမြင့်ဖြတ်မှာအမြင့်ဖြတ်မယ်ဆိုလို့ရှိရင်မင်းမင်းအုပ်ချုပ်တော်အောင်လက်ခံအဲ့ဒီလိုမျိုးပေါ့နော်။ဒါမျိုးကလည်းဖြစ်မသွားဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးဗျာနော်။ နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့မှာအားနည်းချက်တစ်ခုက NUG ရဲ့ဒီကနေ့အထိစူးစိနိုင်မှုမရှိတာပြဿနာတွေမျိုးများစွာနဲ့ပတ်သုံးလုံးနဲ့အလုံးရှုံနေတာကိုကျိုးရှာမှုတွေရှိနေတာနောက်ရမုံကနေပတ်သက်ပြီးပွန်လင်းမြင်သာမှုမရှိတာနောက်တစ်ခုကတော့စီမံခန့်ခွဲမှုအလွဲအမှားတွေရှိနေတာပေါ့နော်အဲ့တော့အမားတွေကတော့ရှိတယ်ဒီအမားတွေကိုပြင်ဆင်မှတာမင်းအွန်လိုင်းနဲ့ထရန်နဲ့ပူပေါင်းမဲ့အန်ဒီကိုကြော်လွှားနိုင်မှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ ထရန့်ကလက်တွေ့တမှာဗျာနော်အဲ့တော့ဒီလိုမျိုးတွေအာနေချက်တွေမြောက်များစွာရှိနေတဲ့အဖွဲ့အစည်းကိုထရန့်က ineffective organization အဖြစ်ထရန့်ရဲ့နှလုံးထဲမှာမြင်သွားစေနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ NUG နေနဲ့လည်းပြုပြင်ပြောင်းလဲစရာရှိတာတွေကိုမြန်မြန်ဆန်ဆန်ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခြေအနေမျိုးရှိတယ်လို့ပြောလို့ရတယ်တဖြည်းဖြည်းနဲ့အာနိုင်ငံတကာရဲ့အခြေအနေကတဖြည်းဖြည်းစိတ်ဝင်စားစရာကောင်းလာတယ်နော်ကျွန်တော်တို့အပေါ်မှာတော်လိုင်းကြီးကိုတိုင်းရိုင်းမဟုတ်ရင်တော့မှာ ခြားသောကဏ္ဍတွေကနေပြီးတော့မှာနော်လာပြီးတော့မှာတိုင်းပြည်တွေကိုကျွန်တော်တို့ဒီပြင်ပကနေပြီးတော့မှာနော် effort တွေကရောက်လာပြီရောက်လာပြီဆိုတော့ပြင်ပကနေရောက်လာမဲ့အခြေအနေတွေကအများကြီးတွတ်တွေ့နေရတယ်အဲ့တော့ကျွန်တော်တို့ကဝင်လာမဲ့ဟာတွေကိုကျွန်တော်တို့ကကိုယ့်ဘက်ကိုလက်စုပ်လက်ကင်မိမိရရစုပ်ကင်ထားနိုင်ဖို့လိုအပ်တယ်အဲ့ဒါကကျွန်တော်တို့မင်းအောင်နိုင်နေပြန်ရမှာတစ်ဖက်လူကလည်းဒီပုံစံ꽌ထဲကနိုင်ငံရေးသမားမဟုတ်ဖဲနဲ့ဖောက်ထွက်နေတဲ့နိုင်ငံရေးသမားဖြစ်နေတယ် trump trump ကလည်း ဲ့ဒါကြောင့်ကျွန်တော်တို့ကတော်တော်သတိထားရမယ့်ပုံစံမျိုးဖြစ်တယ်ဆိုတော့ဒီနေရာမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့အဖြေမရှိဘူးလားဆိုတော့အဖြေရှိပါတယ်ကျွန်တော်တို့ strategy တွေအများကြီးရှိပါတယ်เนาะအဲ့တော့အဓိကတော့ကျွန်တော်အနေနဲ့မြင်တာတော့၃ချက်လောက်တော့မြင်တယ်ကျွန်တော်တို့ကပေါ့เนาะနံပါတ်၁ချက်ကတော့ကျွန်တော်တို့ကကိုကိုကိုအမေရိကန်ပြည်ထနာဖြည့်ရှင် agent အဖြစ်ကျွန်တော်တို့ကသတ်မှတ်လိုက်ကျွန်တော်တော်လိုင်းကိုကျွန်တော်နောက်ထားလိုက်ဒီမိုကရေစီရရှိရေးလို့ပါလို့ဆိုတာကျွန်တော်တို့နောက်ပို့လိုက်တော့လက်ရှိအခြေအနေမှာ နောက်ပို့ပြီးတော့မှကျွန်တော်တို့ဒီအမေရိကန်ရဲ့ပြဿနာယူကိုဖြည့်ရှင်းပေးမယ့် agent တကောင် agent တယောက်ကျွန်တော်အဲ့လိုတတ်မှတ်အဲ့တော့လူလားချက်တွေကျွန်တော်တို့လိုက်လုပ်ရတော့အမေရိကန်လူလားတာပါတော့ဒါရီဒါရီဒါရီလူလားတယ်ဒါရီဒါရီအချိန်တွေကောင်းမှအမေရိကန်ကိုယုံကြည်မှာအဲ့တော့ကျွန်တော်တို့ agent တယောက်အနေနဲ့ agent လောက်ရမယ့်ကိစ္စမျိုးတွေကျွန်တော်တို့တောက်လျှောက် run ရတော့နောက်နံပါတ်1အချက်ကပါလဲဆိုအမေရိကန်ရဲ့အကျိုးစီးပွားကိုကျွန်တော်တို့အာမခံပေးရမယ်နောက်၃အချက်ကတော့စေအောင်စုဟာ စေအောင်စုနဲ့ပေါ့နော်လက်တွဲချင်းကမြည်သည့်ရလက်မှထွက်မလာနိုင်ဘူးဆိုတော့ကျွန်တော်တို့တက်တဲ့ပြနိုင်အောင်ကြိုးစားရမယ်။အရေးကြီးဆုံးကတော့အဲ့ဒီသုံးချက်ပဲ။အဲ့တော့ဟုတ်ပြီ NUG ကောကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကောတော်လိုင်းအဖွဲ့အစည်းတွေကော try အာရုံကိုအပြည့်အဝဖန်ဆားနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်အခုပြောမယ့်အချက်၄ချက်ကိုတော့မဖြစ်မနေတော့ရမယ်လို့တော့ကျွန်တော်ကမြင်နေပြ။ဒါမှသာအနိုင်ရသူအဖြစ် try ကမြင်လာမှာပါနော်။ပထမချက်ကတော့ပထမချက်ကတော့ရံပုံငွေသုံးစွဲမှုတိုင်း စည်ရအောင်မြင်မှုတိုင်းကိုတိုင်းတာနိုင်တဲ့အညွန်ကိန်းဥမာတုံးဆွဲလိုက်တဲ့ပတ်စံတိုင်းကအကြံဖတ်စစ်ကောင်စီရဲ့လူဝဲဖြစ်ဖြစ်ကျွန်တော်တို့နက်နက်ခဲရမ်းပဲဖြစ်ဖြစ်အဆောက်အဦပဲဖြစ်ဖြစ်ဘလို့ရာဂိုင်းတုံးကိုဖြတ်စည်းလိုက်ပြီးတော့ဘလို့ရာဂိုင်းတုံးရော့ကျစီတယ်ဆိုတဲ့ပွန်လင်းမြင်သာစွာထုတ်ပြန်။ဘာကြောင့်လဲဆိုတော့စီဝါရေးသမားဖြစ်တဲ့ Trump ဟာယင်းနှမျိုးနံမှုပေါ်ပြန်ရမယ်ရလက် return on investment ကိုပဲသူကစိတ်ဝင်စားတယ်။နောက်တစ်ခုက ီအကြပါစေးအစုကငွေလင်ကိုင်းနေနဲ့ငွေစည်းဝါးကိုလှုပ်ဝက်ထိတ်ချုပ်ပြီးတော့မှသူတို့ကိုယ်တိုင် အကျိုးအမြတ်ရယူနေတာကိုကျွန်တော်တို့ခိုင်မာတဲ့ financial evidence ပေါ့နော် financial evidence တွေကဟိုဘဏ္ဍာရေးကျွန်တော်တို့အထောက်ထားပေါ့နော်ခိုင်မာတဲ့ဘဏ္ဍာရေးအထောက်ထားတွေနဲ့နိုင်ငံတကာကိုကျွန်တော်တို့ချပြနိုင်အောင်လုပ်ရမယ်အဲ့ဒါကကျွန်တော်တို့ဘလို့အဖွဲ့တွေနဲ့ပူးပေါင်းအောင်လဲ justice for myanmar တို့ကတော့ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့မှ နိုင်ငံတကာကိုချပြနိုင်အောင်ကြိုးစားရမယ်အခုတည်း Justice for Myanmar ကအဲ့လိုချပြနိုင်အောင်ကြိုးစားနေတာတွေ့ရတယ်အဲ့လိုချပြခြင်းအပြင်အချမ်းဖတ်စိုးစုနဲ့ပူးပေါင်းရင်ပြဿနာကပိုဆိုးလာမယ်ဆိုတဲ့သတင်းစကားကိုပေးရကြပါတယ်နောက်တစ်ခုကတော့တရုတ်ကိုတံပြန်မဲ့ action plan ပေါ့နော်ဒါကိုတော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်တင်ပြဖို့လိုအပ်တယ် NUG နေနဲ့ကျွန်တော်တို့ဒီနှိမ်နှင်းပေါ့နော်အဲဒီကြားဖြတ်နှိမ်နှင်းမွေးစည်းဝါးနှိမ်နှင်းဒါတွေကိုအနိုင်ရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့တရုတ်ဩဇာကို short ကျစီမဲ့နောက်တစ်ခါအမေရိကန်ရဲ့စီးပွားရေးကိုအထောက်အကူပြုစီမဲ့စီးပွားရေးစီရေးမဟာဗျူဟာမြောက်စီမံကိန်းအသေးစိတ်ကို Trump အဖွဲ့ကိုကျွန်တော်တို့တိုက်ရိုက်တင်ပြဖို့လိုအပ်ပါတယ် Trump က Trump ရဲ့အခုပုံစံကသူ့ကိုချင်းကပ်တဲ့နေရာမှာကျွန်တော်တို့ပုံမှန်လမ်းကြောင်းတွေကသွားတာထက်သူက social ကိုဒါကြောင်ကြင်ကြင်သုံးတဲ့သူတယောက်လည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီကနေပြီးတော့မှသူ့ကို message တွေလည်းပေးလို့ရတယ်နောက် ူ့ရဲ့အတိုင်းဝိုင်းပေါ့နော်သူ့အတိုင်းဝိုင်းကိုလည်းဝင်ထိုးဖောက်ပြီးတော့မှအဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ရဲ့တင်ပြချက်တွေပေါ့နော်ကျွန်တော်တို့ရဲ့ action plan တွေဒါတွေကိုလည်းအတင်ပြလို့ရနိုင်တယ်ပေါ့နော်ဒီလိုမျိုးသွားရင်လည်းဖြစ်တယ်ထွန်းအားပုံစံကျွန်တော်တို့ဒီတရားဝင်လမ်းကြောင်းကဆိုကြားတယ်အဲ့လိုပုံစံမျိုးတွေသွားနေတာဘာဖြစ်လို့ဆိုတော့ तू ကအချိုးမြတ်ကိုအဓိကထားတယ်လို့နော် तू action ကိုအဓိကထားတယ်တိတ်ပြီးတော့မှဟိုကဖြစ်တယ်လို့ပေါ့ကျွန်တော်တို့ Iran ကိုကြည့်ဝုံဝုံဝုံဆိုခင်ဗျာထင်းတော်မထင်းရဘူးကျွန်တော်တို့ မကျဲဘူးလို့ထင်တာနော်ကျဲချပလိုက်တာပဲအဲ့တော့ reserve လို့ရမယ်သူကကြည့်တာအဲ့ reserve ပေါ်မှာပဲဘယ်ကောင်နဲ့လက်တွေ့ရမလဲဒါကိုကြည့်တာပဲအဲ့ကောင်နဲ့လက်တွေ့လို့အမြတ်ဆုံးရနိုင်လားမရနိုင်လားမရရင်လက်မတွေ့ရရင်လက်တွေ့မယ်သူကဒီလိုမျိုးပေါ့နော်ငင်းငိုင်းလည်းအလားတူပဲပေါ့နော်သူလုံနေတယ်သူအခု real ukraine နဲ့ putin နဲ့ကိုသူကစားနေအကောင်းကောင်းကစားနေသူဘယ်ကောင်ကိုအာနိုင်ပေးလိုက်ရင်ဒီပွဲပြီးသွားမယ်ဆိုတော့သူချိန်နေတယ်တောင်းချောက်ချိန်နေတယ်အဲ့တော့သူ အမြန်ဆုံးရမယ့်ကောင်ရှိကနေပဲအမြန်ဆုံးဆိုတာ तू အဲ့ရနေပြီးတော့မှ तू ငွေကြေးအဖြစ်ဘာအဖြစ်ညာအဖြစ်ဒါတွေရကြင်မှာရနေမှာမှနင်းညင်းယူ तू တိဆောက်နိုင်လိုက်တယ်ဒီစစ်ပွဲကို तू ရက်ပေးနိုင်လိုက်အဲရက်နိုင်လိုက်တယ်ဆိုတော့ reset မျိုးပေါ့နော်အဲ့တော့အဲ့ဒီနေရာမှာ तू ကကြည့်မှာပဲနှစ်ဖက်ဘသူ့ကိုချင်းကပ်ရင်တရားမျှတမှုရှိတာမရှိတာလည်းနောက်ထားနောက်ထားပူတင်ကိုချင်းကပ်ရင်ဒီတိုင်းဒီတိုင်းဆိုလို့ရှိရင်ပူတင်ကိုပေးလိုက်ရင် အဲဇယ်လန်စကီးကလက်ခံနိုင်သလားဒါမှမဟုတ်ဇယ်လန်စကီးကိုငါဓာရီဓာရီပေးလိုက်လို့ရှိရင်ပူတင်ငြိမ်သွားနိုင်လားသူကဒီလိုမျိုးကြည့်နေတာဒီလိုမျိုးသူက reason နဲ့ကြည့်တာเนาะအဲ့တော့အဲ့လိုလူမျိုးဖြစ်တဲ့အတွက်မြန်နေသူနဲ့အလုပ်လုပ်ရတာကျွန်တော်တို့ချင်းကန့်ရင်ချင်းကန့်နိုင်ရင်ချင်းကန့်နိုင်တော့အကျိုးရလာမြန်မြန်ရစေနိုင်တယ်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့ကတရုတ်ကိုတံပြန်မဲ့ action plan တွေကို trump အဖွဲ့ရှိကိုတိုက်ရိုက်ရအောင်ကျွန်တော်တို့တင်ပြနိုင်အောင်စူးစမ်းဖို့လိုအပ်ပါတယ်ဒါကတော့နိုင်ငံတကာမှာရှိနေတဲ့သူတွေပိုတိလိမ့်မယ်ကျွန်တော်တို့လည်းအများကြီးပိုတက်လိမ့်မယ် အများကြီးပိုတက်လိမ့်မယ်နော်နောက်တစ်ခါဂရိကုပ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့တော်လိုင်းအင်အားစုအလုံးဟာစီလိုညီညွတ်မှုကိုဒါအသိအရေးကြီးပါတယ်နော်ဘာကြောင့်ကျွန်တော်နောက်ဆုံးမှထည့်တာလဲဆိုတော့အဲ့ဒါမရှိရင်မဖြစ်ဘူးစီလိုညီညွတ်မှုကိုပြသပြီးတော့မှစစ်အာဏာရှင်ကိုစစ်အာဏာရှင်စနစ်ကိုအချင်းတို့အတွင်အဆုံးသတ်နိုင်မဲ့စီရေးအစီအစဉ် officer style line အဲ့ဒါကိုကျွန်တော်တို့ပုံဖော်ရပါမယ်မိမိရရပုံဖော်ရပါမယ်နော် trunk ဟာရေရှည်စစ်ပွဲထက် ပြပြတတအနိုင်ရရှိခြင်းဆိုတဲ့ decisive victory ကိုပဲလိုလားတဲ့သူပါအဲ့ဒါကြောင့်ကျွန်တော်တို့က offensive timeline ကိုပုံဖော်ကိုဖော်ရပါမယ်ကျွန်တော်တို့ဘယ်အချိန်မှာအဆုံးသတ်ဘယ်လိုချမယ်ကျွန်တော်တို့အဲ့သဘောတရားရှိကိုရှိရပါကျွန်တော်တို့ဘယ်လိုစီးလုံးညီညွတ်မှုကျွန်တော်တို့ဘယ်လိုတိစောက်ပါခေါရီမှာကျွန်တော်တို့ရဲ့ပြီးရင်သွားမယ်ကျွန်တော်တို့ရဲ့လမ်းပြမီပေါ့ခေါရီမှာကျွန်တော်တို့ရဲ့ constitution ကဒီမှာရှိတယ်ချက်တာကျွန်တော်ပြောနေကြပါတော့သုံးစားမရပါဘူးเนาะ constitution ကဒီဟာရှိဒါ CPH လောက်ရမယ်ကိစ္စမျိုးတွေเนาะ တော့အများကြီးပဲလုံးရမှာတယ်နော်အဲ့ဒါကြောင့်ဘယ်လိုချင်းကပ်မလဲဆိုတာကတော့အဲ့ဒီချက်ကအရေးကြီးဆုံးပဲလို့ကျွန်တော်ကတော့ထင်နေပြနော်ရမုံမသုံးဆွဲမှုပွင့်လင်းမြင်သာမှုရှိဖို့ဒါမှသူကအကူအညီရဲမှာလीနော်နောက်တစ်ခုကဘာလဲဆိုတော့မင်းအွန်လိုင်းနဲ့ပေါင်းလို့ရှိရင်ဘာမှရလက်မထွက်နိုင်ဘူးဆိုတော့ခိုင်ပါတယ်ကျွန်တော်တို့ financial evidence ဘာသာရေးဆိုင်ရာအထောက်အထားတွေပေါ့နော်ဒါတွေကိုကျွန်တော်ပြနိုင်ရမယ်နောက်တစ်ခါခုနပြောတယ်ကျွန်တော်တို့တရုတ်ကိုတံပြန်မဲ့ action plan ကိုတင်ပြနိုင်ရမယ်ပြီးတာနဲ့ဘယ်လိုလုပ်မယ်ဆိုတော့ မာပြော်မြောက်စီမံကိန်းတွေအသိစိတ်ကိုထွန်းကိုတင်ပြမယ်နောက်ဆုံးတစ်ခုကတော့ offensive timeline ဘယ်အချိန်မှာကျွန်တော်တို့အဆုံးသတ်နိုင်အောင်ကြိုးစားမယ်ကြိုးစားတဲ့နေရာမှာလည်းဒီလိုစုပေါင်းပြီးတော့ကြိုးစားမယ်ကြိုးစားပြီးတဲ့အခါမှာဒီလမ်းပြမြေပုံနဲ့သွားမယ်ဆိုတာမျိုးကျွန်တော်တို့ပြနိုင်ဖို့လိုအပ်ပါတယ်အဲ့တော့ဒီကုန်းချုပ်အနေနဲ့ပြောချင်တာကဒီကနေ့သမရထရန့်ရဲ့နိုင်ငံကြီးကစိတ်ကူးရင်တတ်တတ်မဟုတ်ဘူးဗျလက်တွေ့ကြတဲ့အကြောင်းအရာ transition တစ်ခုပဲအဲ့တော့မြန်မာဒေါ်လာကြီးကအမေရိကန်ရဲ့အကျိုးစီးပွားအတွက်အမျက်ဆုံးများတဲ့ ယင်းဤမြုံနံမှုဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူ့ကိုယုံကြည်အောင်လုပ်နိုင်မှသာမျောလင့်ထားတဲ့အထောက်ခံကိုရရှိနိုင်မှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ပုံစံခွက်ကိုဖောက်ထွက်ပြီးတော့မှကျွန်တော်တို့ရိုးရာတံပိုးတွေထက်ရလက်ကိုအခြေခံတဲ့ဒီလိုချင်းကပ်မှုမျိုးကသာမြမကြီးကိုကဘာထိတ်တန်ခေါင်းဆောင်တွေရဲ့စပွဲပေါ်မှာအမှန်တကယ်နေရာယူစီမှာပါ။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မိတ်ဆွေတွေရဲ့အမြင်တွေကိုလည်းကောမန့်မှာမျှဝေပေးခဲ့ပါအောင်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။အားလုံးကိုကျေးဇူးများတင်ပါတယ်။